ကဲအဲ့ဒါမပြောင်းခင်အရင်ဦးဆုံးဘာဖြစ်ထားမလဲညီကိုတို့အရင်ညီကိုဖြစ်ဖို့လို့လားအရင်ဦးဆုံးကကဲတခြင်းခံစားဖို့လို့လားလို့လားမလို့လားလို့တော့ဗောအရင်ကိုကိုတိုင်းကကဲတခြင်းခံစားထားမှဖြစ်မှလေမခံစားထားဘဲနဲ့ဘယ်လိုလုပ်ပြောင်းမလဲကဲတခြင်းခံစားဖို့ကိုယ့်အကကိုလှုပ်လို့ရလားကဲတခြင်းခံစားဖို့ ကဲလူကလောကကြီးမှာအသက်ရှင်တယ်ဘဝချင်းနေအမျိုးမျိုးကြောင့်ခရစ်ယာန်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ပါဟိန္ဒူပဲဖြစ်ဖြစ်မွတ်စလင်ပဲဖြစ်ဖြစ်လောကမှာလူကအသက်ရှင်လာရင်တရက်တော့အဲ့ဒီလူကဘာဖြစ်ရမလဲသိမယ်ကဲမသေးခင်စัจ जा မှာ သူ့ထဲမှာဝိညာဉ်ရှိလားရှိလားရှိတယ်အဲ့ဒီဝိညာဉ်ထွက်သွားရင်လူဘာခေါ်လဲမလေးရှားမှာတစ်ခေါက်အတုပဲချဘူးတယ်ပလတ်စတိတ်နဲ့စွတ်တာ ပလတ်စတစ်ဆုပ်ပြီးတော့ဆွဲသွားတာရှင်းနော်ဘလို့နီးနေဖြစ်ဖြစ်ဒါမဲ့သူ့ဝိညာဉ်ကထွက်သွားပြီလေဒါကတော့အစဉ်ပြေတလို့ဖြစ်ရှင်းပေါ့စင်ကာပူမှာဆိုတော့မိတကြိုတယ်တချို့နိုင်ငံမှာတော့မြေကြီးထဲမှာမြုပ်တယ်ကိစ္စမရှိဘူးဒါပြောစရာမရှိဘူးဒါမဲ့ဝိညာဉ်ထွက်သွားပြီအဲ့ဒီဝိညာဉ်ကိုတကြိုလို့ရလားရလားအဲ့ဒီဝိညာဉ်ကိုလိုက်ပို့လို့ရလားရလားမရဘူးအဲ့ဒီဝိညာဉ်ပဲသွားမလဲ တမလွန်နဲ့ပတ်သက်ရင်ဘယ်နှလန်းရှိလဲဘယ်နှလန်းလဲနီကုံ၆ရင်နှလန်းတလန်းကဖျားသခင်ရှိတယ်ကောင်းကင်နိုင်ငံနောက်တလန်းကငရဲအသေးစိတ်ခွဲရင်၄ခုပေါ့မရဏရှိတယ်ပြီးမှငရဲသွားတယ်ပရတိတုဘုံရှိတယ်ပြီးမှကောင်းကင်နိုင်ငံရွှေ့တယ်နီကုံ၆ရင်တော့နှလန်းပေါ့အဲ့ဒီဝိညာဉ်ထွက်သွားပြီးနီကုံ၆အဲ့နှစ်နေရာမှာတနေရာသွားမယ် ဒါဆိုဒီမှာရှိတဲ့မိဘညီကောင်မောင်နှမများစဉ်းစားအဲ့ဒီငရဲဆိုတာတကယ်ရှိလားတကယ်ရှိလားမရှိဘူးလားတကယ်ရှိလားရှိတယ်ပူလာအေးလားဟမ်ပူလာပူတယ်နော်သေးကြတာကလုကာ16မှာငရဲတဲ့ကြတဲ့လူတယောက်អော်တဲ့အတံကိုဖတ်ကြည့် ကျွန်ုပ်သည်အမီရှန်၌ပြင်းစွာခံရသောကြောင့်ငရဲကြမယ်ဆိုဒါတောင်မှမရဏပဲရှိသေးတယ်။ तू ကမရဏ။နောက်မှငရဲရွှေ့မှာနော်။ဒါမရဏ။မရဏကမီးရှန်လို့ခေါ်တယ်။တထေးကြီးက တရက်သေးတဲ့အခါမှာ သူ့ရဲ့ဝိညာဉ်ဟာဘယ်လိုရောက်သွားလဲ။မရဏ။ ်ဤမီးရှံ၌ပြင်းစွာခံရသောကြောင့်ဒါကြောင့်မရဏဆိုတာသေလို့မရအောင်မသေဘူးလူတယောက်ဟာငရဲကြရင်မသေဘူးအဲ့ဒါမှတ်ထားထာဝရကဘာဆက်ဆက်ပူလောင်တာကိုခံမယ်ခံစားရတယ်တတိရှိတယ်မူးလဲတာမျိုးမဟုတ်ဘူးမှတ်ထားနော်တတိမလစ်ဘူးငရဲကြရင် ငရဲမှခံစားရတယ် တတိလည်းရှိတယ်။လောကမှာကြံခဲ့တဲ့ဆွေမျိုးတွေမောင်နှမတွေကိုလည်းပြန်တတိရတယ်။ကြည်ကြည်အဲ့ဒီတထေကြီးကလောကကျွန်တော်မှာတဲ့လောကမှာညီလေးတွေရှိသေးတယ်တဲ့။သူတို့လည်းသိရင်ကျွန်တော်ရှိတဲ့နေရာရောက်လာတော့မယ်တဲ့။အဲ့ဒါကူညီပေးပါအောင်တဲ့။ကြည်ဒါဆိုရင်မရဏတွေရောက်တယ်ငရေတွေရောက်တယ်ဆိုတာသေသွားတာလားခံစားနေရတာလား။တတိရှိလားအတိရှိလားမိပူတာတစ်မျိုးစိတ်ပူတာတစ်မျိုး ကြည်ခံစားရတယ်နော်ခံစားရတယ်အဲ့ဒါအဲ့ဒီတော့အဲ့ဒီမရဏတဲ့ရောက်သွားတဲ့တထေရဣမီရှန်၌ပြင်းစွာခံရတယ်ပြောပြီဗျာဒိတ်၁၄၁ထိုညင်းစေခြင်းမိကိုသည်ကဘာဆက်ဆက်တက်လျက်ရှိ၏ငရဲကြသွားရင်အဲ့ငရဲထဲမှာကိုကလောင်တယ်လောင်တဲ့အခါမှာမိကိုထွက်တယ် အဲ့ဒီမိကိုကကဘာအဆက်ဆက်တက်တယ်ဒါဆိုအဲ့ဒီငရဲဆိုတာအဆုံးရှိလားရှိလားကဘာအဆက်ဆက်ငရဲကြရင်ကဘာအဆက်ဆက်အဲ့ဒါလိုလောင်နေရလိမ့်မယ်အဲ့ဒါသိဖို့လိုတယ်ကျန်းစာထဲမှာဒီလိုရေးထားတယ်ဆိုတာအကြောင်းပဲမဟုတ်ဘူးဒါဒီအားလုံးသူ့အနေနဲ့သူအကြောင်းရှိတယ်အဲ့ဒါဒါကြောင့်ငရဲကြရင်ဒီတိုင်းမပြီးဘူးအဲ့ဒီညင်စေခြင်းကကဘာအဆက်ဆက် ဒါဆိုရှေ့တုန်းကကျွန်တော်ရဲ့မိษွေတွေဆွေမျိုးတွေလူကြီးတွေအပေါင်းအသင်းတွေသေသွားတဲ့လူတချို့ဟာအားလုံးမစုလို့တချို့ဟာမရဏရောက်ခဲ့တော့ငရေကြခဲ့တော့အော်နေမလားအော်နေမလားသူတို့ကျွန်တော်တို့ကိုစိတ်ပူနေမလားစိတ်ပူမလားစိတ်ပူနေမှာငါတော့ဒီမှာငါမြည်လေရတော့ဒုက္ခငါစီရောက်လာရင်တော့ပြဿနာ ငါတော့ဒီမှာငါတူမှာတော့ငါစီရောက်လာရင်ဒုက္ခပါပဲစိတ်ပူတယ်ကြိလိုက်စိတ်ပူတယ်သူတို့အဲ့ဒါအဲ့တော့ငရေကလွတ်အောင်ကိုယ့်ကိုလုံနိုင်လားတမာကျန်းစာထဲမှာအကျင့်တော်တော်ကောင်းတဲ့လူတယောက်ရှိတယ်သူ့နာမည်ရှောလူလို့ခေါ်တယ်ရှောလူကတော့မပြောင်းလဲခင်ကလေးကသူအကျင့်သိပ်ကောင်းတယ်အကျင့်သိပ်ကောင်းတဲ့ရှောလူကရှင်ပေါ်လူလေမပြောင်းလဲခင်သူ့နာမည်ပါလေအကျင့်သိပ်ကောင်းတယ် ကဲသူနဲ့ပတ်သက်တဲ့အကျင့်ကိုပြောမယ်မပြောင်းလဲခင်ကသူ့ကိုဖာရိရှဲလို့ခေါ်တယ်ဖာရိရှဲဆိုတာတပတ်မှနှစ်ရက်အစာရှောင်တယ်ကဲပြောမယ်ဖာရိရှဲဆိုတာတပတ်မှနှစ်ရက်စာရှောင်တယ်ဆေဘုတ်တဘုမမှန်ထဲတယ်အမြဲတမ်းဆုတောင်းတယ်ဖရာရှခိုးတယ်ဖာရိရှဲရဲ့နော်အရေးချင်းတွေကိုပြောတာကဲတင်တပတ်မှနှစ်ရက်အစာရှောင်လားရှောင်လား နနတောင်းပူစားသေးတယ်ဆေဘတ်ဘောမမထဲလားထဲလားထဲဘူးနည်းနည်းပါးပါးထဲပြီးအဲ့ဒီကိုပေးတဲ့ဆရာစီကနေလက်ဖက်ပြန်ဖဲတောက်သွားတော့ကဲဖာရိရှဲရှောလူတပတ်မှနေရအစားရှောင်းနေအသက်ရှင်နေဘုရားကိုကိုွယ်တယ်ဆေဘတ်ဘောမမန်ထဲတယ်အကျင့်ကောင်းတယ်တိုးတော့တရက်ကြတော့သူကိုယ်တိုင်ပြောတယ်ဂလာတိ26 ြညတ်တရားဤအကျင့်အားဖြင့်အဘယ်သူများဖြောက်မဲ့ရာသို့မရောက်နိုင်သည်ကိုအပြစ်ထင်ရှားသောငါပင်သိ၏ကြည့်နော်ပြညတ်တရားဤအကျင့်အားဖြင့်အဘယ်သူများဖြောက်မဲ့ရာသို့မရောက်ဘူးအဲ့ဒါသူကိုယ်တိုင်သိခဲ့ပြီတဲ့ကဲဒါဆိုဓမ္မရှိတဲ့လူတွေပြညတ်တရားကျင့်ရောဖြောက်မဲ့ရာရောက်မလားရောက်မလားအတိဘယ်ပြညတ်တရားချိုးဖောက်ဖို့ပြောနေတာမဟုတ်ပြညတ်တရားကျင့်ရင်ကောဖြောက်မဲ့ရာရောက်မလား ပေါ်လူလောက်ကျင်းနိုင်လားပေါ်လူတော်မှကျင်းပြီးတော့ဖြောင်းမဲ့ရရောက်လားမရောက်ဘူးဒါဆိုဒီမှာရှိတဲ့လူတွေဘလို့လဲရောက်မလားကျင့်ကျင့်ပြီးတော့ဖြောင်းမဲ့အောင်လုပ်လို့ရမလားမရဘူးဒါဆိုရင်ပြည့်ညတ်တရားနဲ့သာသွားမယ်ဆိုဘယ်မှာလမ်းဆုံးမလဲကိုယ့်အကိုကယ်နိုင်လားကိုယ့်အကိုကျင့်နိုင်လားဖရာသခင်သည် လူမတက်နိုင်သောအမှုကို တတ်နိုင်တော်မူ၏ဖရာသခင်သည်လူမတတ်နိုင်တော်အမှုကိုတတ်နိုင်တော်မူ၏ဖရာကလူမတတ်နိုင်တာဟုတ်ပါလေတတ်နိုင်တယ်ငရဲကလုံးအောင်ကိုယ့်ကိုလုံးနိုင်လားဆရာတွေလုတ်ပေးလို့ရလားအသင်းတော်တွေလုတ်ပေးလို့ရလားဒါမဲ့ဘယ်သူလုတ်ပေးနိုင်လဲဘယ်သူလုတ်ပေးနိုင်လဲဖရာသခင်တတ်နိုင်တယ်